စာမေးပွဲကိုတီထွင်ခဲ့တဲ့ Henry in Fitches ယနေ့ကကြောင်းသားတော်တော်များများရင်ဆိုင်နေရတဲ့အခက်အခဲတွေထဲမှာစာမွေးကထိတ်ဆုံးကနေပါဝင်နေပါတယ်စာမေးပွဲလို့ပြောလိုက်ရင်ဘလို့စာမေးပွဲပဲဖြစ်ဖြစ်လူကိုထိတ်လန့်စေပြီးကြောင်းကျန်စိတ်တွေဖြစ်စေတတ်ပါတယ်ဒီလိုစာမေးပွဲကိုဘသူကတီထွင်ခဲ့လဲဆိုတာကိုတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ် 18ရာစုခန့်မှာ Henry A. Fisher လို့ခေါ်တဲ့ American စီးပွားရေးနဲ့ပရာဟိတတမတူကနေစပြီးတော့အကြောင်းသားတွေကိုစာမူဝဲဖြည့်ဆည်းခဲ့ပါတယ်။အစင်သတ်မှတ်ချက်တွေထုတ်ပြီးအကြံရခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့အကြံစီကိုတရုတ်နိုင်ငံကနေစတင်ပြီးတော့သူတို့ရဲ့ Empire စစ်ဆေးပွဲမှာစတင်အသုံးပြုခဲ့ပါတယ်။ဒီစစ်စေးပွဲဟာနန်းတော်အတွက်တာဝန်ထမ်းမဲ့သူတွေကိုရွေးချယ်တဲ့စာမူဝဲဖြစ်တာကြောင့်ကမ္ဘာပထမဆုံးစာမူဝဲလို့လည်းသတ်မှတ်နိုင်ပါတယ်။ ။နောက်ယူစာချက်တစ်ခုမှာတော့နမေတူဟင်နွေအေဖီရှယ်ဆိုတဲ့အင်ဒီယာနာတက္ကသိုလ်ကပရော်ဖက်ဆာတအူးကဆောင်းမွေးဝဲစနစ်တွေကိုစတင်ဖန်တီးခဲ့တယ်လို့ဆိုပါရယ်။